ားလုံးပဲမင်္ဂလာပါမြန်မာ news ကနေကြိုဆိုပါရစေ။ဒီနေ့မှာမြန်မာပြည်တွင်းသတင်းများနဲ့နိုင်ငံတကာသတင်းများကိုတင်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ပြသူကိုလင်းလင်းပါ။လက်ရှိ2023ခုနှစ်အတွင်းမှာပဲ NGO ကိုအတူကူပြောင်းရေးအစိုးရတည်းအဖြစ်နိုင်ငံရင်းနဲ့စည်ရင်းနောက်ဆင့်တက်ဖို့တိုင်းနာခေါင်းဆောင်တွေပါဝင်သဆိုင်ရာခေါင်းဆောင်တွေအားလုံးသဘောတူညီထားပြီးဖြစ်တယ်လို့ NGO ဝန်ကြီးဒေါက်တာဇော်ဝေဆုကအတိအပြည့်ပြောဆိုလိုက်ပါတယ် ကင်းပြီနဲ့တိုင်းမှာနေစားနေတာအချက်ဖတ်စကောင်းစီရဲ့တာလေဘီမှာစကန်တဲ့တဲ့ပေါ်မှာဇေကောင်းစီဘက်ကဘိုးကြီးအပါဝဲစစ်သားကိုဦးကတော့အတိအသေးတိတ်ကုန်ကြတဲ့အပြင်လက်နဲ့ခရဲလို့လဲတော်လည်းတက်တက်တိတ်စီရရှိထားပြီးဇေကောင်းစီတိုက်ရဲ့ဒုတက်ရင်းမှုနဲ့အပွက်လွတ်မြောက်နေတဲ့အတွက်ကင်းနယ်လေးပုပ်ပေါက်အပွက်တွေကလိုက်နဲ့ဖန်စီနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့လက်ရှိ2025ခုနှစ်အတွင်းမှာပဲ အန်ဂျီကိုအသွင်ကူးပြောင်းရစ်အစိုးရတရက်အဖြစ်နိုင်ငံရင်းနဲ့စည်ရင်နောက်တစ်ဆင့်တက်ဖို့တိုင်းရင်းသားခေါင်းဆောင်တွေပါဝင်တဆိုင်ရာခေါင်းဆောင်တွေအားလုံးသဘောတူညီထားပြီးဖြစ်တယ်လို့အန်ဂျီဝင်းကြီးဒေါက်တာဇော်ဝေဆိုကအသိပေးပြောဆိုလိုက်ပါတယ်။ဒါကိုတော့ရန်ကုန်ခေတ်တဲ့တရင်ဌာနကနေအမြဲပုံမှန်ထုတ်လွှင့်နေတဲ့ပြည်သူ့မှပြည်သူတို့အစီအစဉ်တွဲဆုံမေးမြန်းချက်မှာအန်ဂျီဝင်းကြီးဒေါက်တာဇော်ဝေဆိုကပြောလိုက်တာပါလက်ရှိမှာတော့အန်ဂျီဝင်းကြီးဒေါက်တာဇော်ဝေဆိုဟာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ်အန်ဂျီယာယီသမ္မတကြီးရဲ့ညွှန်ကြားချက်အရပြည်တွင်းကိုအပြစ်ပြန်လဲရောက်ရှိခဲ့ပြီးတဲ့နောက် တဆိုင်ရာတွေ့တဲ့တွေ့တိုက်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေတော်လိုင်းကြီးခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တဲ့အချိန်မှာပဲအယုံကြီးကိုအတွင်ကူပြောင်းရေးအစိုးရတရက်အဖြစ်နိုင်ငံရေးစစ်ရေးနောက်ဆင့်တက်ဖို့ခေါင်းဆောင်တွေအားလုံးသဘောတူညီထားပြီးဖြစ်တယ်လို့အယုံကြီးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအတိအပြည့်ပြောဆိုလိုက်ပါတယ်လက်ရှိတိုင်းရင်းသားခေါင်းဆောင်တွေနဲ့တော်လိုင်းကြီးခေါင်းဆောင်တွေကိုတွေ့တဲ့အချိန်မှာလေဒေါ်လာရေးရဲ့နောက်ဆက်အတွက်အားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့စူးစီးကြဖို့ဆွေးနွေးဖြစ်တဲ့အကြောင်းတွေအပြင်လက်ရှိ2025မှာအတွင်ကူပြောင်းရေးကာလအစိုးရတစ်ခုပေါ်ပေါက်လာဖို့အတွက် ခေါင်းဆောင်တွေအားလုံးသဘောတူထားပြီးဖြစ်တာကြောင့်အခု2025ခုနှစ်မှာပဲစီးရင်နိုင်ငံရေးနောက်ဆင့်တက်ဖို့အဆင်သင့်ဖြစ်နေပါပြီလို့ MG ဝန်ကြီးဒေါက်တာဇော်ဝေဆုကအတိအပြေပြောထားပါတယ်။ဒါ့အပြင်တပတ်ကမြေပြင်မှာလည်းတော်လန်ရေးသမားတွေနဲ့အတူရှိနေတဲ့အချိန်ပြည်သူလူထုကလည်းတော်လန်ရေးကိုဆက်လက်ပါဝင်နေဆဲဖြစ်တယ်လို့ BDF တပ်ဖွဲ့တွေကလည်းတက်ကြွနေဆဲဖြစ်တဲ့အပြင်သက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေနဲ့တော်လန်ရေးခေါင်းဆောင်တွေရဲ့သဘောတူညီချက်တွေအားလုံးကြောင့်ပါတားဆီးထားသမျှစိန်ခေါ်မှုတွေကိုစုပေါင်းအားနဲ့ကြော့ဖြတ်နိုင်မှာဖြစ်တဲ့အတွက် လက်ရှိအခြေအနေတွေရတော်လန်ရေးဟာလုံးဝအောင်မြင်မယ်ဆိုတာကိုယုံကြည်ထားတယ်လို့လည်းအန်ဂျီဝင်းကြီးဒေါက်တာဇော်ဝေဆုကအတိအပြေပြောဆိုထားပါတယ်ခင်ဗျာတဖက်မှာတော့ဂျင်းဘီနဲ့ထိုင်းမြန်မာနယ်စပ်အနီးကဂျပန်စစ်ကောင်စီရဲ့တာလဲပြူဟာစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကဗိုလ်ကြီးအပါဝင်စစ်သား၉ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်လက်နက်ခဲယံတွေကိုလည်းတော်လန်ရေးတပ်တွေကသိမ်းဆည်းရရှိထားပြီးစစ်ကောင်စီတပ်ရဲ့ဒုတက်ရင်းမှုနဲ့အဖွဲ့လွတ်မြောက်နေတဲ့အတွက် ကျန်းလည်းပူပေါင်းအဖွဲ့တွေကလိုက်လံဖမ်းဆီးနေတယ်လို့ကျန်းယူကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ကတော့မေလ17ရက်နေ့ကပဲကျင်းပြင်းနဲ့ထိုင်းမြန်မာနယ်စပ်အနီးကအကြမ်းဖက်စစ်ကောင်စီရဲ့တာလဲစစ်ဗျူဟာစခန်းကြီးကိုကျန်းလည်းပူပေါင်းအဖွဲ့တွေကအပိတ်သက်တင်ပိုက်လိုက်တာပါ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဗိုလ်ကြီးအပါဝင်စစ်သား၉ဦးကတော့အတိအသင့်ကုန်ကြပြီးဒုတရင်မှုနဲ့အဖွဲ့ကတော့ထွက်ပြေးသွားတဲ့အတွက်တော်လန်ရေးတပ်တွေကလိုက်လံဖမ်းဆီးနေတယ်လို့စခန်းကနေတော့လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားတယ်လို့ကျန်းယူကနေထုတ်ပြန်ထားပါတယ်။ အဲ့ဒီတာလဲဘျူဟာစကန်ကြီးကိုအချက်ဖက်စကောက်စီက1986ခုနှစ်ကတည်းကစတင်တိဆောက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကလေးကအနီးနားမှာရှိတဲ့ခြေရွာနေပြည်သူတွေဟာလွတ်လွတ်လပ်လပ်သွားလာလုကင်လို့မရပဲစစ်တပ်ကပိတ်ပင်မှုတွေလုပ်ထားသလိုအခုတော့ KNL ပြူပအဖွဲ့တွေကစကန်ကြီးကိုအပိတ်သက်သိမ့်ပိုက်လိုက်ပြီဖြစ်တဲ့အတွက်ခြေရွာနေပြည်သူတွေလည်းလွတ်လွတ်လပ်လပ်ရှာဖွေလုကင်စားတောက်လို့ရသွားပြီဖြစ်တယ်လို့လည်းကျန်းကျူကနေထုတ်ပြန်ထားပါခင်ဗျတက်ဆက်ထဲမှာပဲ ဂျင်းပြည်နယ်ထမ်းမြောက်မှာနေဆက်အနီးကအကြံဖက်စကောင်စီရဲ့တက်စကန်တွေကိုတခုပြီးတခုသိမ့်ပိုက်လာနေတဲ့ကင်းနယ်လေးပူပေါင်းအဖွဲ့တွေဟာနောက်ထပ်ထမ်းမြောက်မှာနေဆက်ကအကြံဖက်စကောင်စီရဲ့မော်ကွီးလေးတက်စကန်ကြီးကိုပါစတင်တက်ခိုက်နေပြီးပြည်သူ၄၀၀ကျော်ထိုင်းဘက်ကိုစစ်ဘေးရှောင်လာကြတယ်လို့ထိုင်းနိုင်ငံမဲဆောက်မီဒီယာကနေဖော်ပြထားပါတယ်။တရှိကင်းပြည်နယ်ထမ်းမြောက်မှာနေဆက်အနီးကအကြံဖက်စကောင်စီရဲ့တက်စကန်တွေကိုကင်းနယ်လေးပူပေါင်းအဖွဲ့တွေကတခုပြီးတခုဇက်တိုက်သိမ့်ပိုက်လာနေရမှာမေလ၁၃ရက်နေ့ကပဲ အချက်ဖက်စကောင်စီရဲ့ခမရ24တာလဲဗျူဟာတက်စကန်ကြီးကိုအပိတသိမ့်ပတ်လိုက်ပြီးအခုတခါဒီကနေ့မေလ15ရက်နေ့မှာတော့အဲ့ဒီထိုင်းမြန်မာနယ်စပ်ကနောက်ထပ်စစ်ကောင်စီရဲ့မော်ကွီလေးတက်စကန်ကိုပါတော်လိုင်းတက်တွေကစတင်တက်ခိုင်းနေပြီဆိုပါတယ်ပြီးခဲ့တဲ့တာလဲဗျူဟာစကန်ကို GNL ပူပေါင်းအဖွဲ့တွေကသိမ့်ပိုက်ခဲ့တော့ကဆိုရင်စစ်ကောင်စီတပ်သားအယောက်20ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတာတွေလည်းရှိပြီးအခုလဲမော်ကွီလေးစကန်သိမ့်တိုက်ပွဲဟာအပြင်းထန်ဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူအယောက်၄၀၀ကျော်လဲထိုင်းနိုင်ငံဘက်ကိုစစ်ဘေးရှောင်လာကြတယ်လို့ ထိုင်းနိုင်ငံမက်ဆောက်မီဒီယာကနေဖော်ပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းတပရင်မြို့နယ်ကအိုးထိန်ကွင်းကျေးရွာစတင်ကြောင်းကိုမြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ဆီယမ်မတွေနဲ့ခလီငယ်တွေတိုက်ဆုံမှုအတွက်ပြင်သစ်အစိုးရကအပြင်းထန်ရှုံချလိုက်ပြီးကနေဒါနိုင်ငံကလည်းစစ်တပ်ရဲ့အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်မှုတိုက်တွန်းလိုက်ပါတယ်ပြင်သစ်အစိုးရကတော့လက်ရှိမြန်မာနိုင်ငံမှာမေလာစနေနေ့ကဖြစ်ပျက်သွားတဲ့တပရင်မြို့နယ်အိုးထိန်ကွင်းကျေးရွာစတင်ကြောင်းကိုမြန်မာစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့် ်ဆီယမ်မာတွေနဲ့ကလေးငယ်ပေါင်းဒါဇင်နဲ့ချီတိတ်ဆုံးခဲ့ရတဲ့အပေါ်အဲဒီလိုစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုအပြင်းထန်ဆုံးရှုံချတယ်လို့ပြင်သစ်နိုင်ငံဂျာယီဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။တစ်ဖက်ကကနေဒါအစိုးရကလည်းအဲဒီလိုစကိုင်းနိုင်ငံစာတင်ကြောင်းကိုမြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေတိတ်ဆုံးခဲ့ရမှုအတွက်ဝန်내စိုးရင်ထိတ်လန့်ခဲ့ရပြီ။လက်ရှိမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ပြီးတော့နိုင်ငံကဥပဒေတွေကိုလေးစားလိုက်နာပုဂ္ဂိုလ်ပါတိုက်တွန်းခြင်းမာတယ်လို့လည်းကနေဒါအစိုးရကနေတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီကမကွေးတိုင်းကံကောမြို့နယ်မှာရှိတဲ့လာပို့ချိရစာတင်ကျောင်းကိုပါလေကျောင်းကနေထပ်မံပုံကျဲသွားပြန်တဲ့အတွက်စာတင်ကျောင်းလည်းပျက်စီးထားပြန်တယ်လို့ရော်လင်းနယ်ဖွဲ့ရဲ့ကိုပါကောင်းကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ14ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြံဖတ်စစ်ကောင်စီကကံကောမြို့နယ်မှာရှိတဲ့လာပို့ချိရစာတင်ကျောင်းကိုလေနဲ့လာပြီးပုံကျဲတက်ခိုက်သွားပြန်တယ်ဆိုပါတယ်အဲ့လိုစစ်ကောင်စီတက်ရဲ့လေကျောင်းတက်ခိုက်မှုကြောင့်စာတင်ကျောင်းလည်းလုံးဝပျက်စီးသွားပြန်တယ်လို့တစ်ဖက်မှာတော့ အကြဖက်စကောင်စီဟာမေလအကောင့်တိသူတို့စတက်ဘက်ကအပြစ်ရက်ထားတယ်ဆိုပြီးနိုင်ငံတကာကိုလူကြားကောက်အောင်ကြေညာထားပေမဲ့တဖက်မှာတော့ကလေးတွေစာတင်နေတဲ့ကျောင်းတွေဘာသာရေးအဆောက်အုံတွေပါမချမ်းအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေတယ်လို့လဲရော်လင်းတဲ့အဖွဲ့ရဲ့ကိုပါကောင်းကပြောထားပါတယ်ခင်ဗျာတဖက်မှာလည်း အခါတော့အေးအေးတင်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုဂျပန်စစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲသွားမှုကြောင့်မြို့သမီးနှစ်ဦးထပ်မံနဲ့တေဆုံထားပြီးဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဖြစ်စဉ်ကတော့မေလ၁၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဂျပန်စစ်ကောင်စီတပ်ကရခိုင်ပြည်နယ်ကြောက်တော်မြို့ကရသပြည်သူတွေနေထိုင်ရာရွာမရက်ကွက်ကိုပေါင်900ဘုံတွေကျဲချသွားတယ်ဆိုပါတယ်။ အဲ့လိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခိုင်းမှုကြောင့်ရဲသားပြည်သူအမျိုးသမီး2ဦးထပ်မင်းနဲ့တိုက်ဆုံထားပြီးနောက်ထပ်ပြည်သူ3ဦးကဒဏ်ရာတွေရထားသလိုနေအိမ်တချို့လည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။တစ်ဖက်မှာတော့အဲ့လိုရဲသားပြည်သူတွေတိုက်ဆုံဈေးကဲတဲ့လေကြောင်းတက်ခိုင်းမှုတွေဟာစစ်ရဲစွဲမှုကျူးလွန်တာဖြစ်တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အာရခတတော်အေးရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခကတတိပေးပြောဆိုထားပါတယ်ခင်ဗျ။ ကိုင်းတိုင်းတပိစာတင်ကြောင်းလေချောင်းတက်ခတ်မှုနဲ့စစ်ရာဇဝဲမှုတွေအတွက်စစ်ခေါင်းဆောင်တွေအမိန်ပေးသူ လက်တွေလှုပ်ဆောင်သူနဲ့တည်င်းမှန်ဖုံးကွယ်တဲ့စစ်လော်ဘီတွေကိုအရေးယူမယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကကြေညာလိုက်ပါတယ်အကြက်ဖက်စစ်အုပ်စုကျူးလွန်တာတွေနဲ့ ကျွလွန်နေတဲ့စစ်ရာဇဝတ်မှုတွေမှာအ धिक တာဝန်ရှိသူစစ်ခေါင်းဆောင်တွေအမိန်ပေးစစ်ခိုင်းသူအရာရှိတွေလက်တွေ့လောက်ကန်ဆောင်ရွက်သူလေယာဉ်မှုတွေကိုအရေးယူသွားမှာဖြစ်တယ်လို့အကြမ်းဖက်တပ်ဖွဲ့ဝင်တွေပံပိုးကူညီသူအားပေးအားမြောက်ပြုသူတွေနဲ့တည်င်းမှန်ကို ဖုံးကွယ်လင်ညာနေကြတဲ့စစ်တပ် lobby တွေအလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက်နိုင်ငံတကာတရားရုံးတွေနိုင်ငံလိုက်တရားရုံးတွေသာမက ပြည်တွင်းတရားရုံးတွေအပါအဝင်တရားမျှတမှုဖော်ဆောင်နိုင်ရဲ့အစွမ်းကိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းအန်ယူဂျီကကြေညာလိုက်ပါတယ်။ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့အခုလိုစစ်ရာဇဝတ်မှုတွေကျွလွန်နေပြီးလင်ညာဝါဒဖြန့်နေမှုတွေကိုအမှန်တိုင်းသိမြင်ကြပြီးဒီကျွလွန်နေမှုတွေကိုရပ်တန့်စေရတဲ့လက်တွေ့ကြတဲ့အရေးယူဖိအားပေးဆောင်ရွက်မှုတွေကိုပြုလုပ်ကြဖို့ကိုလည်း UNG ကတိုက်တွန်းလိုက်ပါတယ် မင်းအွန်လိုင်းဥဆောင်တဲ့အကျန်းဖက်ဆေးဥစုရဲ့အမိန့်ပေးညွှန်ကြားချက်နဲ့အကျန်းဖက်လေတက်ကမေလ12ရက်နေ့မနက်ပိုင်းမှာသကိုင်းတိုင်းတပိန်းမြို့နယ်အိုထင်းခွင်ကျေးရွာကဆက်တင်ကျောင်းကိုဘုံကျဲတက်ခတ်ခဲ့ရမှာကျောင်းသားကျောင်းသူ22ဦးနဲ့ဆရာမ2ဦးတို့ဟာနေရာမှာပဲတည်ဆုံခဲ့ရပြီးတရားကြော်လဲပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်လိုပဲစစ်ကောင်စီကနိုင်ငံတော်ကကျောင်းတွေဖုံးကြီးကျောင်းတွေအရသာပြည်သူနေရင်တွေကို နေ့စဉ်လေချောင်းကနေဘုံကျဲတက်ခတ်နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီကစစ်ရာဇဝဲမှုတွေကိုမကျွလွန်ကြောင်းကိုအကြမ်းဖက်စစ်တပ်ချုပ်ကင်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ MRTV, NWD တို့ကနေတဆင့်ဗျောင်ကြကြညင်းဆန်တဲ့သတင်းအမှားတွေကိုထုတ်လွှင့်ပြီးဖြစ်စေစစ်တပ်လော်ဘီများစွာကိုငွေပေးအသုံးပြုပြီးသတင်းတူတွေပုံဖြတ်ထားတဲ့အချက်လက်တွေကိုဖြန့်ချိတာမျိုးနဲ့ဖြစ်စေ ဖုံးကွယ်ဖို့အတွက်စူးစမ်းနေတာတွေကိုလည်းသိရှိထားရလို့လည်းအန်ယူဂျီကကြေညာထားပါတယ်ရှင်ဒီတစ်ခါမှာတော့ကရင်ပြည်နယ်ဖမ်းခရိုင်တွင်ဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့မော်ကွီးလူတက်စကန်ကိုအပြည့်သက်ပြန်လည်တက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။မေလ16ရက်နေ့မနေ့9:30မိနစ်လောက်ကဖမ်းခရိုင်တာကဲပိုင်ကြုံမြို့နယ်တွင် ဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်ရဲ့ခလရ24ကစစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့မော်ကွီးလူတက်စကန်ကိုအပြည့်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။အဲတက်ခိုက်သိမ်းပိုက်မှုကိုတပ်မခွန်လောက်ကန်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အင်းဝန်းရွာအနီးကိုအကြက်ဖက်စစ်တပ်က drone လက်လက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူတို့ဟာတိတ်ဆုံးခဲ့ရပြီးသုံးဟာထိခိုက်ဒဏ်ရာရှိကကာတစီလဲမီးလောင်ပျက်စီးခဲ့လို့ဒေသပြည်သူတွေကပြောပါတယ်။မေလ16ရက်နေ့နေ့လယ်12နာရီမိနစ်40လောက်ကလောင်လုံးမြို့နယ်အင်းဝန်းရွာအနီးကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအကြက်ဖက်စစ်တပ်ရဲ့နေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနတလာရုံးကစစ်ကောင်စီတပ်သားတွေက လက်လက်ကြီး drone နေနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ရဲ့ဘုံကျဲပြစ်ခတ်တိုက်ခတ်မှုတွင်ပြည်သူလေးဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးတဦးမှာတော့ဒဏ်ရာပြင်းထန်တာကြောင့်သေဆုံးသွားခဲ့ရတယ်လို့ပြည်သူပိုင်ကတစီလည်းမီးလောင်ပြာကျခဲ့ရတာဖြစ်တယ်လို့လည်းဒေသပြည်သူတို့ကပြောပါတယ်ရှင်။ရှမ်းပြည်နယ်တရင်တပောက်ကိုတက်ဆက်ပြကြပါရစေ။ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်ဟဲဝမြို့အခြေဆိုင် တမ78ချင်းမြန်တရင်ကစစ်မှုလန်တပ်သားတဲ့တူဟာအလင်းဝင်ရောက်လာခဲ့တယ်လို့ People Defense Force 6တခင်ဖိုးလာကြီးတက်ခွဲကတာဝန်ရှိသူတို့ကပြောပါတယ်။မေလ15နေ့ကကလောမြို့နယ်ဟဲအိုမြို့ခြေဆိုင်တမ78ချင်းမြန်တရင်ကစစ်မှုလန်တပ်သားတဲ့တူဟာမော်လမြိုင်ရှီတန်းကိုပို့ဆောင်ခံရစဉ်တွင် လက်ပြုံ၃လုံးကိုယူဆောင်လာပြီး People Defense Force 6တခင်ဖိုးလာကြီးတခွဲစီကိုဆက်သွယ်ပြီးဗတ်ပြောင်းခိုလုံလာခဲ့တာ ဖြစ်တယ်လို့လည်းသိရပါဗါတယ်။အလင်းဝင်ရောက်လာတဲ့တပ်သားတဲ့ဟာ မြို့ပေါ်မှာဈေးသွားဝင်နေတော့စစ်မှုထမ်းတစ်အတွက် ပေါ်တာဆွဲခံရပြီးစစ်ကောင်စီတပ်သားဖြစ်လာတာလို့လဲတခင်ဖိုးလာကြီးတက်ခွဲကတာဝန်ရှိသူတို့ကပြောပါရယ်အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတက်ကစစ်မှုထမ်းအပတ်စဉ်တစ်ဆယ်ကဖြစ်ပြီးဟဲဟိုတက်မှဆက်ရှိချင်းညာတရင်ကနေမော်လမြိုင်ကိုပို့ခံရတဲ့အချိန်တန်လင်းအမှတ်139ကိုချီလင်းတရင်ကနေထွက်ပြေးလာတာဖြစ်တယ်လို့လဲသိရပါရယ်လက်ရှိအချိန်မှာအကြက်ဖက်စစ်တပ်ကနေလွတ်မြောက်ရန်စူးစမ်းနေတယ် စစ်မှုရဲတပ်သားတဲ့များစွာရှိနေပြီးတော်လန်တဖွဲ့တွေနဲ့အမြန်ဆုံးပူးပေါင်းကြဖို့လည်း People Defense Force 6တခင်ဖိုးလာကြီးတပ်ခွဲကအသိပေးနှိုးဆော်ထားပါတယ်ရှင်။ ပဲခူးတန်းတင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။ပဲခူးတန်းနတ်တလင်းမြို့နယ်မှာအကြက်ဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တော်လင်းတပ်ဖွဲ့ဝင်တွေဖမ်းဆီးစစ်ဆေးနေတဲ့စစ်တပ်တရင်ပေခန့်ကြီးဟာထိမှန်တိတ်ဆုံးခဲ့တယ်လို့ Phoenix DUF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။မေလ16နေ့နေ့လယ်12မိနစ်30လောက်ကနတ်တလင်းမြို့နယ်ကန်စုကျေးရွာနေစစ်တပ်အတွက်အလုလုပေးနေတဲ့ခန့်ကြီးနဲ့အောင်ကျော်စံတို့ကိုဖမ်းဆီးပြီး နောက်နောက်စစ်တပ်တောက်တိုင်အဖြစ်မပြုတ်လို့ဘူးပြည်သူလူထုပေါ်ကိုအနိုင်ကျင့်ပိုကြတာမျိုးပြုတ်လို့ဖို့အတွက်ခေါ်ယူသတိပေးခဲ့လို့လည်းသိရပါဗါးအဲ့လိုသတိပေးနေစဉ်မှာ အောင်ကျော်ဆန်ဆိုသူကရေတောင်းမယ်ဆိုပြီးထွက်ပြေးသွားတာကြောင့်လိုက်လံဖမ်းဆီးနေကြတွင် ကြံရှိနေတဲ့ခန့်ကြီးကပါထပ်မံထွက်ပြေးသွားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့မွန်လွယ်တနိုင်မိနစ်22မိနစ်လောက်မှာခန့်ကြီးဆိုသူကိုပြန်လဲဖမ်းဆီးရရှိခဲ့ပြီးမဲ့လေ။အောင်ကျော်ဆန်ကတော့လွတ်မြောက်သွားတယ်လို့လည်းသိရပါတယ်။အဲဒီလိုပြန်လဲဖမ်းဆီးရရှိတဲ့ခန့်ကြီးကိုစီစုံကုန်းကျေးရွာနဲ့ကန်စုကျေးရွာအကြားကတောင်ကုန်းတစ်ခုပေါ်မှာစစ်ဆေးမေးမြန်းနေစဉ်တွင်ကန်စုကျေးရွာတစ်ဖက်ထိပ်ကစစ်ကောင်စီတပ်ကလက်လက်ကြီးနဲ့ပစ်ခတ်ခဲ့ရမှာခန့်ကြီးကိုစစ်မင်းနေတဲ့နေရာကိုတက်တဲ့ကြရောက်ပောက်ွက်ပြီးခန့်ကြီးမှာနေရာမှာပဲ ပွဲချင်းပြီးတည်ဆုံသွားတယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဗကိုးတိုင်းနတလင်းမြို့နယ်ထတော်ရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးမနစ်ကညနေပိုင်းမှာမီးရှို့ဖျက်ဆီးနေတယ်လို့လည်းဒေသပြည်သူတွေကပြောပါတယ်။ မေလ16ရက်နေ့ညနေ3:30မိနစ်30လောက်မှာအကြမ်းဖက်စစ်တပ်နဲ့ပြူစောထီတွေကနတ်တလင်းမြို့နယ်ထတော်ရွာကိုဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါတယ်။အဲလိုမိရှို့ဖျက်ဆီးရမှာလဲအိမ်အကောင်းတွေကိုရွေးပြီးမိရှို့နေတာဖြစ်တယ်လို့လည်းဒေသပြည်သူတို့ကပြောပါတယ်။လက်ရှိအချိန်မှာကျေးရွာနေပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်ရှိအချိန်ထိကျေးရွာအတွင်းမှာတပ်ဆွဲထားတယ်လို့လည်းသိရပါတယ်ရှင်။